မင်္ဂလာပါရှင် MFB ရဲ့တနေ့တာအညာမြေသတင်းအစီအစဉ်ကနေကြိုဆိုပါရစေ။ဇမားကတော့အစီအစဉ်တက်ဆက်သူမူအိမ်ကျဲပါ။သကိုင်းတိုင်းပလဲမြို့နယ်ကန်တော့ရရဲစခန်းကိုတိုင်းပိုင်နိုင်ဖို့တော်လိုင်းရေးတပ်ပေါင်းစုကစင်းနေတိုက်ခိုက်ရမှာ၃ရက်ဆက်တိုက်ပွဲဖြစ်ပွားနေတယ်လို့ဒေသခံသတင်းမြစ်တွေက MFB ကိုပြောပါရစေ။ကန်တော့ရရဲစခန်းကိုဇွန်လ၂ရက်ကစတင်ကတိုက်ခိုက်နေတာဖြစ်ပြီးအထင်အအသေးများတဲ့အစိုးအစုကလေကြောင်းပုံကျဲခုခံကဈေးရတွေကိုပါပုံကျဲနေလို့ပြည်သူတွေထွက်ပြေးနေရပါဗျ။ တိုက်ပွဲစတင်ဖြစ်ပွားတဲ့ပထမရက်မှာစုံစုကလေးချောင်းတိုက်ခိုက်တာမရှိပေမဲ့မနေ့ကဇွန်လ3ရက်နေ့ဒီကနေ့မှာတော့ဝိုင်တွဲလေရင်တွေဂျက်ဖိုက်တာတိုက်လေရင်တွေနဲ့အပြင်းအထန်ဘုံကျဲခုခံနေပြီးဒီကနေ့မနက်ပိုင်းမှာတဲ့ဝိုင်တွဲလေရင်နဲ့12ခေါက်ထိဘုံလာကျဲပါတယ်။စုံစုကဘုံကျဲရောက်မှာတိုက်ပွဲဖြစ်တဲ့ကန်တော့ရဲစကန်တောင်ကအနည်းဝင်းကျဲကြီးရွာတွေကိုပါဘုံကျဲနေလို့ကန်တော့ရွာအပောင်းဝင်းပလဲမြို့နယ်အတွင်းကစတော်ပြင်ကိုးပင်ညောင်ရင်ကုန်းမဲစရက်ရွာသက် တာစီကြောင်ဝင်ထူအောင်ချမ်းသာစတဲ့ကျေးရွာတွေကပြည်သူ6000နီးပါးထွက်ပြေးတိမ်းရှောင်နေကြတယ်လို့လည်းဒေသခံတွေကပြောပါရယ်။လက်ရှိမှာကန်နောက်ရရက်စကန်မကြရေးစုစုကလေချောင်းပုံကျဲခုခံနေသလိုကန်နောက်စကန်ရဲ့အရှိတောင်အရက်6မိုင်ကွာမှာရှိတဲ့ပလဲမြို့နယ်အင်မတီရွာပြူစောတိစကန်ကနေစုစုနဲ့ပြူ30ဝန်းကျင်ကလည်းကန်နောက်ရရက်စကန်ဘက်စစ်ကူလာနေတယ်လို့ဒေသခံတော်လိုင်းအင်အားစုတွေကပြောပါရယ်။ ပြီးခဲ့တဲ့2023ဇန်နဝါရီလကလည်းပလဲနယ်ကန်တော့ရရဲစခန်းကိုသိမ်းပိုက်နိုင်ဖို့တော်လန်ရေးတပ်တွေကစီးနေတိုက်ခိုက်ခဲ့ပြီးစိုးစုကရဟန်းရည်နေနဲ့အပြင်းထန်ခုခံပုံကျဲလို့စခန်းကိုအပိသက်မသိမ်းယူနိုင်ခဲ့ပေမဲ့စိုးစု၈ရောက်ထပ်မင်းကိုတုံ့တင်နိုင်ခဲ့ပါတယ်။စကိုင်းတိုင်းတွင်တောတိုက်တဲ့တဲထိုးပြီးတော့စစ်ပေးတိတ်ရှောင်နေကြတဲ့ရေရှည်စစ်ရှောင်ဒေသခံပြည်သူတွေအတွက်မိုးရင်ကာလာနေတိုင်းစားတော့ရေပူပူခက်ခဲလာတယ်လို့ စစ်ပင်းရှောင်ရေးကူညီနေသူတွေနဲ့ဒေသခံတွေကပြောပါရယ်။သခိုင်းတိုင်းတွင်စိုးစုရန်ကြောင့်စစ်ပင်းတိတ်ရှောင်နေကြသူတွေထဲမှာယာယီစစ်ရှောင်နဲ့ရင်းရှည်စစ်ရှောင်ဆိုပြီးရှိတဲ့အ내တော်ထဲတဲထုနေရတဲ့ရင်းရှည်စစ်ရှောင်တွေအတွက်အမိုးကတွေလိုအပ်လာသလိုစားတောက်ရေးလည်းပုံမခက်ခဲလာပါရယ်။ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေး UN OCHA ကထုတ်ပြန်ထားတဲ့စာရင်းအရသခိုင်းတိုင်းနဲ့ကရွှေဘိုးအရာတော်ရေဦးပေါ့ဦးတလဲပလဲခင်ဦးဆောင်းဦးတပဲရင် ကမ်ဘလူဝက်လက်ကော်လဲဟုံမလဲစကိုင်းမုံရွာကတားစတဲ့မြို့နယ်ပေါင်း30ကျော်ကလူဦးရေတက်တက်မှနှစ်တန်းခန့်ဟာနေရက်ဆောင်ကွာထွက်ပြေးနေရပါတယ်။အဲ့ဒီအထက်ကတပဲရင်မြို့နယ်ဟာစအုပ်စုရဲ့နေအိမ်မီးရှို့ခံမှုအများဆုံးမြို့နယ်ဖြစ်ပြီးရေရှည်စပေးဆောင်ဦးရေ9000ကျော်ရှိတယ်လို့တပဲရင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတို့ကပြောပါတယ်။ ကျောစုဘေးရန်ကြောင့်နေရမပြန်နိုင်တဲ့စစ်ဘေးရှောင်တွေဟာနေဆက်ရကျွေးရတွေမှာနေထိုင်ကြရသလိုတချို့လည်းလောက်ကင်စားတောက်ရေးလွယ်ကူဖို့အတွက် ကိုယ်လည်းရမြေနားမှာပဲတဲထိုးပြီးနေထိုင်နေကြတွေရှိရဆိုတာနဲ့တချို့သူများလည်းရခင်ပေးမှာတဲထိုးနေထိုင်ကြတာတွေလည်းရှိပါတယ်။ရေရှည်စစ်ဘေးရှောင်တွေအနေနဲ့တောင်သူလုံငန်းကစတင်ဝင်ရောက်တဲ့အချိန်တင်းနဲ့ရိတ်သိမ်းချေတွေမှာလေယာပိုင်ရှင်တွေကအလုံးလောက်ကင်ဖို့ငားရခေါ်ဆောင်မှသာအလုံးကင်ရရှိကြတာဖြစ်ပြီးကြံ့အချိန်အများစုက အလုတ်ကင်မရှိဘဲနေထိုင်နေကြရလို့ဆိုပါရစေ။လက်ရှိမှာမိုးရင်းကာလစတဲ့ရောက်ရှိနေပြီဖြစ်ပေမဲ့စပားဆိုင်ပြိုးချိန်မရောက်သေးတဲ့အတွက်အလုတ်ကင်ရှားပါနေတဲ့အချိန်လည်းဖြစ်ပါရစေ။တချို့ဒေသတွေမှာလက်ရှိမြေပဲခင်ပဲခင်စိုက်ပြိုးထားတာတွေရှိကြပြီးအဲ့ဒီအခင်းတွေမှာပေါင်းလုံးလိုက်ကြတာမျိုးတွေရှိပေမဲ့တမနာခဲလောက် လုံလိုက်ရုံနဲ့ပြီးသွားတဲ့အလုပ်တွေဖြစ်တာမို့ဝင်ငွေသိမ့်မရကြဘူးလို့ရေဦးမြို့နယ်တောင်သူတူဦးကပြောပါရတယ်။ ဒါအပြင်ရိတ်သိမ်းချိန်တွေမှာလည်းဆက်နဲ့ရိတ်သိမ်းကြတာကြောင့်အလုတ်အကင်ကထပ်မဲ့နေပါရပြန်တယ်လို့ပြောပါရတယ်။ဝင်လင်းရသည်တွေမှာဆိုရင်ဆက်ရှောင်းတွေစီဆက်ရှောင်းထောက်ပံ့ရေးပစ္စည်းတွေတာရောက်ကူညီမယ်ဆိုရင်စုပ်စုရှိနေတဲ့နေရာတွေကိုရှောင်းခွင်းသွားလာလို့ရပေမဲ့မိုးရင်းမှာလမ်းဆိုးတာကြောင့်ရှောင်းခွင်းသွားလာဖို့ခက်ခဲသလို73စီဖို့ကအစပုံမကုန်ကြတာကြောင့်ပုံမခက်ခဲလာတယ်လို့ဆက်ရှောင်းကူညီရေးအဖွဲ့တချို့ကပြောပါရတယ်။ ။စကိုင်းတိုင်းမုံရွာနဲ့ဘုဒ္ဓလင်မြို့နယ်ထဲစောစုကဆက်လက်ရွာဆဲပတ်မွေစစ်ကြောင်းထုတ်ကပေါထရန်လူရဲ့အကြမ်းဖက်နေပြီးပြည်သူတွေထွက်ပြေးနေရကဒဇာကန်လူသားတိုင်းကအဖြစ်ဖမ်းဆီးခံရသူတွေလည်းရှိတယ်လို့ဒေသခံတွေက MFP ကိုပြောပါရတယ်။မေလ28ရက်မနက်ပိုင်းမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခရဲကထွက်လာတဲ့စောစုဟာမုံရွာနဲ့ဘုဒ္ဓလင်မြို့နယ်ထဲရွာဆဲပတ်မွေစစ်ကြောင်းထုတ်အကြမ်းဖက်နေတာဖြစ်ပြီး မေလ31ရက်ကမုံရွာမြို့နယ်ပလင်ကုန်းရွာကိုစီးနှင်းလူရက်ကဟုံးတော်ကြီးတစ်ပါးနဲ့ဒေသခံအမျိုးသားတဦးတို့ကိုတစားကန်ဖမ်းဆီးထားပါဗျ။အဲ့ဒီဆိုဆိုဟာရတတပတ်အကြာဒီကနေ့ဇွန်လ၄ရက်ထိနမခတွင်ပြန်မဝင်သေးပဲမုံရွာနဲ့ဘုဒ္ဓလင်နဲ့ရွာတွေကိုဆက်လက်ရွာစဉ်ပတ်မွေဖောက်ထွဲလူရက်အကြမ်းဖက်နေတာလို့ဆက်ရှောင်နေရတဲ့ဒေသခံအမျိုးသားတို့ကပြောပါဗျ။ ကျွန်တော်တို့ပြောမှဆိုရင်တော့ပေါ့ဗျာဟိုကြီးဘရုံတို့ပလင်ကုန်းမင်းတဲ့တို့တို့လွန်တို့ကူးပြီးတော့အဲ့ဒီဖန်ငါချင်းမှာလဲအထိုင်ချတယ်ကြီးတော်တင်တို့ပဲလဲကူးတယ်အဲ့လိုအဲ့ဒီတခြားမှာတို့အင်အားအနေနဲ့ခမန်းကြီး300ဝန်းကျင်မြေရတော်300ဝန်းကျင်လောက်တော့ရှိမနေတူတယ်ဗျာအင်အားတော့မငြိမ်ဘောတော့အတိုးဆုပ်တည်နေလေဒီနာမခရဲ့ကာကင်းပုံစံမျိုးဆက်နေပြီးတော့ခမန်းဟိုကျွန်တော်ဒီတယောက်အနေနဲ့ခမန်းမိတာပေါ့ဗျာ ပြီးခဲ့တဲ့မေလ25ရက်မှာတော်လိုင်းရေးအဖွဲ့တွေက နာမခကိုရှော့တိုက်ဒုံးနေနဲ့ပြစ်ခတ်တိုက်ခိုက်ပြီးတဲ့နောက်စိုးစုကအခုလိုနာမခပတ်လည်ကြေးရွာတွေကိုစစ်ကြောင်းထိုးနေရလို့ဆိုပါတယ်။စိုးစုရန်ကြောင်မုံရွာနဲ့ဘုဒ္ဓလင်းနဲ့နာမခအနီးတစ်ဝက်ကကြေးရွာတွေဖြစ်တဲ့ကျွဲရဲတမန္တာတောင်မလူကြီးပရုံခိုတန်းဖန်ကားကျဲစီတော်မယိုးတော်သစ္စိပင်မြို့ပေါ်နဲ့ထဏောင်းကုန်းစတဲ့ရွာတွေကထောင်ချီတဲ့ပြည်သူတွေအိမ်မမနေရဲပဲထွက်ပြေးနေကြပါဗျာ။ ရွာခံပြည်သူတွေအနေနဲ့စစ်ကြောင်းဝင်လာချိန်ရွာကိုစွန်ပြီးပြေးလိုက်စစ်ကြောင်းပြန်ထည့်သွားရင် ရွာထဲပြန်ဝင်ဖို့ကြိုးစားရင်ပြေးလိုက်ဝင်လိုက်နဲ့ဒုက္ခများရတယ်လို့ဒေသခံတွေကပြောပါတယ်။ဒီကနေ့ဇွန်လ၄ရက်မှာတော့အစိုးစုကမုံရွာနယ်ခိုတန်းရွာနယ်ဘူးတလင်နယ်ဖန်ကားချင်းကျွရတွေထဲမှာရှိနေကပေါက်ထွင်းခိုးယူနေတယ်လို့ဆိုပါတယ်။တစ်ချိန်တည်းမှာပဲအစိုးစုကခီးသွားကားတွေကိုလည်းရက်ခိုင်းပြီးလက်နက်ပြမိုက်ကြီးခွဲဝင်းညစ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ လေကြောင်းလက်နက်ကြီးနဲ့ drone တိုက်ခိုက်ခံရချိန်နေအိမ်တွင်းရှိနေပါကအခိုင်အမာတိစောက်ထားတဲ့မြေအောက်ခံဘုံကူကျင်းတဲ့ပုံကိုပါဘုံကူကျင်းမရှိပါကရေချိုးကန်းလိုမျိုးနိုင်ရန်ထွတ်ထွတ်ရှိပြီးဒရင်ပေါက်မရှိတဲ့အခန်းကိုပုံကူစရာဖြစ်ရွေးချယ်ပါ ဇပွဲလိုမျိုးအကာအကွယ်အောက်ဝင်ပြီးဥကောင်းကိုလက်နက်ဖက်နဲ့အုပ်ဒရောင်နဲ့မြေကြီးကိုထောက်ကမှောက်လျက်နေပါအသက်အန္တရာယ်လွန်မြောက်ရမအပပုံးခွေရနေရကိုမစွန့်ခွာပါနဲ့ပြစ်ခတ်တိုက်ခတ်ခံရခြင်းအိမ်အပြင်ဘက်လဟာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်ကြောက်တုံးကြောက်ခဲနဲ့မာကျောတဲ့အရာဝတ္ထုတွေနဲ့ဝန်ရောက်ပုံကိုပါပုံခိုစရာမတွေ့ပါကမြေအနေပိုင်းကိုရှာပြီးဥကောင်းကိုလက်နက်ဖက်နဲ့အုပ်မြေကြီးကိုဒရောင်နဲ့ထောက်ကမှောက်လျက်နေပါပါဇက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ